The Promise Neverland စီစဉ်သူ့ရဲ့အဆမှာတော့အမတို့ကဂီယာကနေထွက်ပြေးနိုင်ခဲ့ပြီးဘယ်လောက်ထိခီးဆက်ချောက်ရမလဲဆိုတာမတိသေးလို့စာနယ်ဇင်းခါတွေကိုရွှေတာစားကြရတယ်။ Nomation ထားခဲ့တဲ့ William Minerva ဆိုတဲ့ Fountain လေးကိုဖွင့်လိုက်တော့ Password တောင်းနေလို့ယူရစာအုပ်မှာ Password ကိုရှာနိုင်ခဲ့တာကြောင့်ဘယ်ကိုဥတီတွားရမလဲဆိုတာကိုတိတွားရပြီး William Minerva ဆိုတဲ့လူစီကိုတွားဖို့လုပ်ကြတယ်။ရေရီကုန်းတွေတုံးမှာပဲကန်ကောင်းစွာနဲ့ရေတွေရှိတဲ့ပင်လယ်မိုကိုတွေ့ရွာကတောက်လို့ရတာကိုတိလိုက်ရတော့တော်တော်အဆင်ပြေတွားခဲ့ပါတယ်။ဒီလိုနဲ့ပဲချိတ်ဆက်တွားရင်ကလည်းမကောင်းဆိုးဝါးတကောင်နဲ့တဲ့တိုးလို့အပွဲလိုက်ပြေးရပါတော့တယ်။မကောင်းဆိုးဝါးကဒုံ နုနုလိုက်နေတော့မှရေတို့ကအယ်ဗာပီနီရာဆိုတဲ့နွေတွေကိုတွေးလိုက်တယ်ဒီနွေတွေထဲပြုတ်ကျသွားမယ်ဆိုရင်ဘယ်လို့မှပြန်မထွက်လာနိုင်တော့ပါဘူးအဲဒါကြောင့်သူတို့နောက်ကိုလိုက်နေတဲ့မကောင်းဆိုးဝါးကိုအဲ့နွေတွေပြုတ်ကျအောင်လုပ်မယ်လို့ရေကပြောလိုက်ပြီးဂေတာတို့နောက်လိုက်ဖို့အဲမကိုပြောလိုက်တယ်ရေလည်းမကောင်းဆိုးဝါးကြီးကိုအဲ့နွေတွေပြုတ်ကျအောင်လုပ်ဖို့များခေါ်နေချိန်မှာပဲအဲမကောင်းဆိုးဝါးကိုကလေးတွေကိုဂေဟာကိုပြန်ခေါ်ဖို့လိုက်လာတဲ့မကောင်းဆိုးဝါးကခေါင်းဖြတ်တက်ပြစ်ပလိုက်တယ်ရေကလည်းအဲမတို့နောက်အဲမကောင်းဆိုးဝါးတွေလိုက်မတော့အောင်အာလုံးတီရွားချပြီလို့ပြောလိုက်ပြီးဆက်ထွက်ပြေးပါတယ်ရေကကြာနေပြီဖြစ်လို့အဲမကစိတ်ပူပြီးလိုက်ဖို့လုပ်ပေမဲ့နာဂဒံယကတွေးထွက်လုံနေတာကြောင့် အဖျားတွေတက်ပြီးလက်ချတွားခဲ့ရပါပြီအဲ့ချိန်မှာပဲခေါင်းဆွဲနဲ့မိန်းကလေးတူကတွားအမေလန်ကိုညွန်ပြခဲ့တယ်ရေကတော့မကောင်းဆွားတွေလိုက်နေတာကိုခံနေရပြီးအရန်တွေမိုးပန်းနေလို့ခန္ဓာကိုယ်တော်မလုံချနိုင်ဖြစ်နေခဲ့ပါပြီရေကိုမကောင်းဆွားတွေကဘီပပက်လေးမှာဝိုင်းထားချိန်မှာပဲထူးဆန်းတဲ့ခေါင်းဆွဲနဲ့တူကကယ်ဆယ်တွားခဲ့ပါတယ်ရေလည်းမိလည်းတွားခဲ့ပြီးနောက်ကုတကူထဲမှာနိုးလာခဲ့တော့ဘေးနားမှာအမေလည်းရှိနေတာကိုတွေ့လိုက်ရတဲ့အခါစိတ်ပူနေတဲ့အလုံးကြီးတွေလည်းကြောက်ကြတွားခဲ့ရပါပြီခဏနေတော့အမေတို့ကိုကဲတင်လမ်းညုံပြခဲ့တဲ့သူကရောက်လာခဲ့ပြီးကျန်တဲ့ကလေးတွေရှိတဲ့နေရာကိုလိုက်ပြပေးဖို့လုပ်တယ်ခဏနေတော့ရေကိုကဲတင်ခဲ့တဲ့ ူလည်းရောက်လာခဲ့ပါတယ်သူတို့ရဲ့ရှီရာကိုတွေးလိုက်ရတဲ့အခါရင်းနဲ့အမာကချက်ချင်းမကောင်းဆွားရဲဆိုတာကိုတီးလိုက်ပါတယ်မကောင်းဆွားရဲဆိုတာကိုတီးလိုက်ရတော့အမာနဲ့ရင်းလည်းကလေးတွေကိုစိတ်အယံပူသွားခဲ့ပါတယ်သူတို့ရဲ့ကလေးတွေကိုစားလိုက်ပြီလားလို့ပေါ့ဒါပေမဲ့အဲ့လိုမဟုတ်ခဲ့ပါဘူးမကောင်းဆွားမလေးရဲ့နာမည်ကမူဂျီကာဖြစ်ပြီးသူဘေးနားကကောင်ကတော့ဆွန်ဂျူပဲဖြစ်ပါတယ်သူတို့တွေကလူသားမစားကြပါဘူးဒိုနက်ဂီတာတို့ကိုလည်းကောင်းကောင်းကယူဆိုင်ပေးပြီးနေ့လယ်စာလဲကျွေးခဲ့တဲ့အကြောင်းပြောပြတယ်အားလုံးညစာစားကြပြီးအိယာဝင်ခဲ့ကြပါတယ်ဒါပေမဲ့ရင်းနဲ့အမာကမအိပ်ပဲဆွန်ဂျူစီလာခဲ့ပြီးအထင်လွဲမှမီးလို့တောင်းပန်ကြောင်းကက်တင်ပေးခဲ့လို့ကျေးဇူးတ ချင်ရောက်လာပြောတယ်။စွန်ကျူကလည်းအဲ့ဒါကိုစိတ်ပူမနေပါနဲ့။မင်းတို့တန်တရားဝင်တာကဖြစ်တင်တာပါပဲ။လူသားတွေရဲ့အတွေ့အတာကမကောင်းဆိုးရွားတွေအတွက်အရန်အရေးပါတာလေ။လူတစ်ဖြစ်အုံနောက်ပေါ့။မကောင်းဆိုးရွားအများစုကတော့လူသားတရားကိုမြင်တာနဲ့တရေကြပြီးကြိုက်စားလေးရှိကြတယ်။အဲ့ဒါကြောင့်သူတို့အားလုံးကိုရန်သူလို့တတ်မှတ်ထားတာအကောင်းဆုံးပဲ။ငါတို့ကဘာလို့လူသားမစားရတာလဲဆိုတော့အယူဝါဒနဲ့ဆိုင်တဲ့အကြောင်းပြချက်ကြောင့်ပဲ။ငါတို့ရဲ့ယုံကြည်မှုအတွက်လူသားကိုမစားဖို့ဆုံးဖြတ်ခဲ့တယ်။လူသားကိုပဲမစားတာ။လူသားကလွယ်လို့ကျန်တာကုံစားတယ်။ဒီတိုင်းဝိုင်းမှာစန့်ကျင်တဲ့အယူဝါဒနဲ့ကွဲထွက်နေတဲ့လူသားမျိုးတွေပဲ။အဲ့ဒီနဲ့မြေရဲ့အနည်းစနစ်အကျိုးအမြတ်အခွင့်အာဏာအားလုံးကို စိတ်ဝင်စားဘူးဒီတိုင်းစူးစမ်းကျင်စိတ်ကြောင့်မင်းတို့ကိုကဲခဲ့ရုံပဲလူသားတွေနဲ့စကားမပြောဖြစ်ခဲ့တာအတော်လေးကြာပြီအဲ့ဒါထက်အခုအချိန်ကာလမှာတရှိလူသားဆိုတာကိုလည်းကွင်းထဲမှာပဲတွေ့ရတာအဲ့ဒီအကြောင်းကိုမေးချင်လို့လာခဲ့တာမလားဒီလိုပြန်မေးလိုက်တော့အိမ်မကဟုတ်ကြောင်းပြီးတော့လွန်ခဲ့တဲ့နှစ်ပေါင်း30လုံးကလူသားတွေဘာဖြစ်ခဲ့တာလဲဆိုတာရဲ့အခုဒီကဘာကြီးကရောဘလို့ဖြစ်နေတာလဲဆိုတာကိုပြန်မေးလိုက်ပြန်တယ်လူသားတွေဘာမှမဖြစ်ခဲ့ပါဘူးဘယ်နေရာကနေပြီးအဲ့ဒီ30ဆိုတဲ့ကဏ္ဍကိုတိလာလဲမပြောတတ်ပေမဲ့ဒီလောကကြီးကအချိန်ကြာကြီးဒီလိုဖြစ်ပြနေခဲ့တာရှေးဟောင်းပုံပြင်တဲ့ပုံပြောပြပါစေဟိုရင်ကကဘာကြီးကအခုလက်ရှိထပ်ပေါ်ပြီးကျေပ ြန့်နေတဲ့အဲဒီလိုအခြေပြန့်လာတဲ့ကဘာကြီးထဲမှာမကောင်းဆိုးရတွေအမဲလိုက်တိုက်ဖြတ်ဖို့အတွက်လူသားတွေအများကြီးရှိတယ်။အမဲလိုက်တူတွေနဲ့တက်ကောင်တွေလိုပေါ့မကောင်းဆိုးရတွေကိုကြောက်ရွံ့ပြီးအညံ့ခံတဲ့လူသားတွေလည်းရှိတယ်။တချို့လူသားကတော့မကောင်းဆိုးရတွေကိုယူမုံပြီးပြန်တိုက်ခိုက်ခဲ့ကြတယ်။နောက်ဆုံးမှာတော့အစားခံလိုက်ရတဲ့လူသားအကြီးအတွက်ထပ်ပို့ပြီးမကောင်းဆိုးရတွေကိုတပ်ပစ်နိုင်ခဲ့တယ်။ဒီလိုနဲ့မကောင်းဆိုးရတွေကလည်းလူသားတွေကိုမကြည်မရှမ်းဖြစ်လာကြတယ်။အဆုံးမရှိတဲ့တက်ဖြတ်ရှင်တွေခိုင်မြဲနေတဲ့ကြောက်ရွံ့မှုတွေနှစ်ဖက်စလုံးကဒီလိုအရှင်တွေကိုညှိငွေ့လာတဲ့အခါနောက်ဆုံးလူသားတွေကအဖြစ်တစ်ခုကိုဆွေးနွေးလိုက်တယ်။သဘောတူညီချက်ယူကြရအောင်။လူသားတွေကလည်းမကောင်းဆိုးရ တွေကိုထိခိုက်အောင်မလုပ်နဲ့မကောင်းဆိုးဝါးတွေကလည်းလူသားတွေကိုထိခိုက်အောင်မလုပ်နဲ့ကိုကဘာကိုတီးတန့်ခွဲထားရအောင်အရာအလုံးကအဲ့ဒီဂရီလေးတစ်ခုကနေစတင်ခဲ့တာဂရီအရာကဘာကိုနှစ်ခုပိုင်းခြားလိုက်တယ်အခုဒီနေရာကမကောင်းဆိုးဝါးရဲ့ကဘာဘက်အရှမ်းမှာနောက်ပြီးထပ်ပြောရမယ်ဆိုရင်မင်းတို့ရဲ့ဘိုးဘေးပြပြတွေကဂရီအရာကဘာနှစ်ပိုင်းပိုင်းတဲ့အချိန်ဒီဘက်ကိုလက်ဆောင်အဖြစ်အထားခံခဲ့ရတာမကောင်းဆိုးဝါးတွေကလူသားတွေကိုထိခိုက်အောင်မလုပ်ရဘူးအဲ့ဒီဂရီကိုထိန်ဖို့အတွက်လူသားတွေကိုပေါင်းဖက်စေပြီးမျိုးဆက်ဖြန့်ခိုင်းတယ်အဲ့အတွက်ကလေးတွေကိုမွေးမြူတာကအလုပ်ပဲအလုံးထဲမှာ Chris Faye ကအကောင်းဆုံးတစ်ခုဖြစ်နေတာနာမည်တွေအများကြီးပြီးတော့အထူးစ တင်နှန်းတွေရောရှိတယ်ဂတိကဝတ်လုတ်ခဲ့တာနှစ်တထောင်တောင်ကြာပြီလားပဲအဲ့ဒီကလေးကစပြီးအခုထိကဘာကြီးကအရင်အတိုင်းပါပဲဆွန်ကျူရဲ့မကောင်းဆွားတွေမရှိတဲ့လူတော်မျိုးနဲ့ရိနေတဲ့နေရာရှိတဲ့ဆိုတဲ့ဇာတ်ကိုကြားလိုက်ရတော့အမနဲ့ရိလည်းတော်တော်လေးကိုပြောထားခဲ့ရပါတယ်နောက်နေရောက်တော့မူဂျီကာနဲ့ဆွန်ကျူတို့နဲ့အတူခီထွက်ခွာခဲ့ကြပါတယ်အမကအာလုံကိုလွန်ခဲ့တဲ့နှစ်ပေါင်းတထောင်ကလူသားနဲ့မကောင်းဆွားတွေရဲ့ဂတိကဝတ်ကြောင့် grace free တွေကပေါ်လာရကြောင်းနောက်ပြီးသူတို့ထွက်ပြေးလာခဲ့တဲ့နေရာလိုမျိုးနောက်ထပ်ရှိသေးကြောင်းကိုပြောပြတယ်သူတို့ရဲ့အစီအစဉ်ကမီနာဗာနဲ့တွေ့ပြီးမကောင်းဆွားတွေမရှိတဲ့ကဘာကိုဘယ်လိုဖြစ်ရမလဲဆိုတာကိုမိကတိကျ ြားပြင်ဆင်အစီစဉ်ဆွဲပြီးဖေးနဲ့ကျန်တဲ့ကလေးတွေပြီးတော့တခြားကီဟာကကလေးတွေကိုလည်းတွားကယ်ဖို့ပါသူတို့ကီဟာကနေထွက်ပြေးလာခဲ့တာတောင်းတလောက်ခက်တာနောက်ကီဟာကကလေးတွေကိုလည်းတွားကယ်မယ်ဆိုရင်တော်တော်ခက်မယ်ဆိုတာကိုတိကျပေးမယ်လဲပေါ့အရှိတောင်မှကိုဥတီတွားရမှာမို့ဆွန်ကျွနဲ့မူဂျီကာကလန်ကီတခြားအစဉ်ပြောင်းလို့ဘူဒူဒလေးတွေကိုတင်ကြားပေးတယ်ရေနဲ့အမာတို့နှစ်ယောက်ကခေါင်းဆောင်ကောင်းပြပြီးအတက်တီတွားနိုင်တဲ့အထီကိုဖြစ်လာတဲ့အန်ဒီရီကိုသူတို့ကပဲဦးဆောင်ဖြည့်ချင်းဒန်ခံရရင်လည်းဘယ်သူ့ကမှမပြောပဲသူတို့ကပဲချိန်ခံနေလို့ဒွန်းဂီတာနဲ့အတူအားလုံးကနောက်ဆိုတယောက်ထဲကြီးချိန်မခံဖို့ဖွင့်ပြောဖို့ပြောတယ်ဆွန်ကျွက ို့ရောက်နေတဲ့နေမျိုးကိုလိလကြည့်ဖို့တွားဖို့လို့တော့အမကလည်းသူပါလက်ရှင်ချောင်းပြောလာတယ်အဲ့ဒါကြောင့်ဆွန်ကျွေလည်းအမကိုခေါ်လာခဲ့ပါတယ်နောက်တော့အမကသူ့ကိုအမဲဘယ်လိုလိုက်ရမလဲဆိုတာနဲ့စားဖို့ဘယ်လိုပြင်ဆင်ရမလဲဆိုတာတင်ပေးဖို့တောင်းဆိုတယ်ဆွန်ကျွေကလည်းအဲ့ဒါကြောင့်စတင်တင်ပေးပါတော့တယ်မြမှန်တွားတဲ့ငက်ကမတီတီလို့ဗီဒါလို့ခေါ်တဲ့တွေးဆုပ်အပင်အမျိုးအစားနဲ့အရင်ကြီးမခံစားရအောင်ထိုးဆိုင်လိုက်ပြီးနောက်ပန်ပွင့်ကပြောင်းလဲတွားလို့ခုနှစ်ရဲ့ရင်ပတ်မှာစိုက်နေခဲ့တဲ့အပင်အမျိုးအစားနဲ့တူညီကြောင်းတရှိတွားခဲ့တယ် အမတို့လည်းပြန်လာခဲ့ကြပြီတည့်ရတငယ်ချင်းနော်မန်ဆိုတဲ့သူကအရန်တော်တဲ့သူဖြစ်ကြောင်းမူဂျီကာနဲ့ဆွန်ဂျူကိုပြောပြကြတယ်ဒီလိုနဲ့ပဲခရီးချင်းဆက်၆ရင်အမတို့တွားရမယ့်လန်ကိုမူဂျီကာကညွန်ပြပြီးလက်ဆောင်ပေးလိုက်ပြီးနောက်နှုတ်ဆက်စကားပြောကားထွက်သွားကြတော့တယ်အမတို့ထွက်သွားပြီးနောက်ဆွန်ဂျူကလူရအစားကြည့်ချင်တယ်လို့မူဂျီကာကိုပြောနေခဲ့ပါတယ်ဝီလျံမီနာဗာဖောင်တင်ကညွန်ပြတဲ့ပုံစံနဲ့ဆိုမီနာဗာရဲ့တင်းနေရာကအမတို့အခုရောက်နေတဲ့နေရာပဲဖြစ်တယ်ဒါပေမဲ့ဘာတစ်ခုမှမတွေ့လို့စဉ်ညစ်နေကြတဲ့အချိန်တွန်ကအစောက်ထဲက password အတစ်ကိုရှာတွေ့ခဲ့ပြီးရေကရိုက်လိုက်တော့မြေအောက်ကမြေပုံတစ်ခုကပေါ်လာလို့လိုဝဲအပေါင်တစ်ပေါက်ရှိမယ် ယ်ဆိုတာကိုတီးလိုက်ရတယ်။အဲဒါကြောင့်ရှာကြည့်ကြတော့လူဝက်ပေါက်ကိုတိတွားကြပြီးဝင်တွားကြတဲ့အခါအရန်တွေကိုတန့်ရှင်းနေတဲ့နေချင်းစပွေနေရာကိုတွေ့ရှိတွားခဲ့ကြပါတယ်။ပြီးတော့အတုံးဝင်တဲ့စိုက်ပစ္စည်းတချို့တွေရဲ့စာအိတ်တအေးရဲ့ကိုတွေ့လိုက်တယ်။စာတယ်မှာဘာတွေရေးထားတာလဲဆိုတော့ဒီအထိရောက်လာကြလို့ခွန်ပြူတဲ့အကြောင်းရယ်ပြီးတော့ဒီနေရာကရောက်ရှိလာတဲ့လူတွေအတွက်ပါလို့မိနာဘကရေးသားထားခဲ့တာပါ။ ဒီနေရာကိုပဲခုအိမ်ကိုရလို့တဘောထားကြပြီးစန္ဒရာလီတောင်းရှိနေလို့တိခတ်နေရင်ကနေအနောက်ကကလေးတယောက်ကလက်ကမြင်လိုက်တော့လူဝဲပေါက်တစ်ပေါက်ပွင့်သွားခဲ့တယ်။အဲ့ထဲဝင်ကြည့်ကြတော့မြောက်ကူနဲ့ဆက်ထားတာကိုတွေ့လိုက်ကြရတယ်။ဒီမြောက်ခန်းလေးကသူ့တို့အတွက်အတော်လေးကိုအဆင်ပြေပါတယ်။ဘာလို့လဲဆိုတော့ရီကိုလည်းမြောက်ကနေရပါတယ်။ကဘာမင်းရဲ့အပူဆွမ်းရင်နဲ့ဇီဝဆွန်ပစ္စည်းတွေပေါင်းပြီးဆွမ်းရင်ထုတ်လွတ်တာပါ။အဲ့ဒါမှမလုံလောက်ဘူးဆိုရင်လည်းအရန်အနေနဲ့လောင်စာတုံးပြီးဆွမ်းရင်ထုတ်ပေးတာလည်းကြံ့နေသေးလို့ဖြစ်တယ်။စန္ဒရာတွေကလည်းဒီမြောက်ခန်းထဲမှာတချို့ရှိပါသေးတယ်။သူတို့စီမှာရေဒီယိုရှိနေပြီဖြစ်လို့ဂီယာကတာတကယ်လို့ဆက်တွေ့ရေးပစ္စည်းတွေနဲ့စက ားပြောရင်ဂျာတွေကနေကြားနိုင်တာကြောင့်ညာရှင်နာကြီးဆိုရင်အေဆာဘလာကဒီယာကကလေးတွေအကြောင်းကိုအထက်မကောင်းစွာကိုတင်ပြရတဲ့အတွက်အပြင်ထွက်နားထောင်ကြတယ်တကယ်လဲလှုပ်ဖြင်းနေတဲ့အတွက်ဂျီယာကအကြောင်းတွေကိုခူးနှထောင်လို့ရနေလို့ပို့လို့တောင်းအဆင်ပြေသွားကြပါတယ်နောက်နေမှာဇီးခွေးရုံနဲ့တကားတွေ့လို့သူတို့စီမှာပါခဲ့တဲ့ဖောင်တိန်နဲ့အဖွင့်ကြီးလိုက်တော့တကားပွင့်သွားခဲ့တယ်ဝင်သွားကြတော့ဖုံးကထမီလာပါတယ်အဲ့ဒါကြောင့်တွားကင်တဲ့အခါသူတို့ကိုအဆင်ပြေအောင်အများကြီးကူညီပေးခဲ့တဲ့သူတို့ရှာနေတဲ့ဝီလျံမီနာဘဆိုတဲ့သူဖြစ်နေခဲ့ပါတယ်ကလေးတို့တစုကလည်းကစားကြရင်ထူးဆန်းတဲ့နေရာတွေ့လို့တွားကြတဲ့အခါ help ဆိုတဲ့စကားလုံးကိုကြိုးချမ်းခြင်းစ ပွဲတွေ့တွားခဲ့ကြတယ်။ဝီလျံမီနာဗာဖြစ်နေလို့အမကမေကွန်တွေမင်းနေပေမဲ့မီနာဗာကတော့ဘာတစ်ခုမှမဖြေဘဲသူစကားကိုပဲဆက်ပြောနေခဲ့ပါတယ်။ဘာလို့လဲဆိုတော့အတန်တွင်းထားတာကြောင့်မလို့ပါ။အခုပြောနေတာဝီလျံမီနာဗာပါ။ဒီဖုန်းကိုပြန်ဖြေနိုင်တယ်ဆိုရင်မင်းတို့တွေဟာလွတ်မြောက်လာပြီဆိုတာငါယုံပါတယ်။ငါရဲ့နာမည်အရင်က James Warfield ပါ။အရင်ကငါဟာဒီနေရာနဲ့ပူးပေါင်းခဲ့ဘူးတယ်။ဒါပေမဲ့ဒီနေ့တော့လူငွေနဲ့နှစ်ပေါင်းတစ်ထောင်ကလူသားတွေနဲ့မကောင်းဆိုးရိကြကဂရီတခုကြောင့်မင်းတို့လိုကလေးလေးတွေချောက်ရွံ့နေရတာကိုငါတီးမခံနိုင်ဖြစ်လာရတယ်။ဒါပေမဲ့လည်းငါကအဲ့ဒီဂရီကိုဖောက်ဖျက်နိုင်စွမ်းမရှိဘူး။အနည်းဆုံးတော့အရှင်တွေက ိုနားလဲတဲ့ကလေးတွေကကို့အနာဂတ်ကိုရွေးချယ်နိုင်ဖို့ငါမျှော်လင့်မိတယ်။ဝီလန်မီနာဘဆိုတဲ့တကယ်မရှိတဲ့လူလိုဟန်ဆောင်ပြီးအခုဒီလိုဝက်နေရာစီကိုကလေးတွေရောက်လာအောင်လို့ဂီယာတွေကိုပို့မဲ့စာအုပ်ထဲစကားဝတ်တွေထည့်ပေးခဲ့လာ။ဒါပေမဲ့ငါရဲ့တစ္ဆာဖောက်တဲ့လူရဲတွေကိုသူတို့တီတွားကြပြီးငါခုတစ္ဆာဖောက်နေမဲ့တိုက်ခံရပြီးလက်အဖမ်းခံနေရတယ်။မင်းတို့တွေအားလုံးနဲ့မတွေ့ရတာဆင်မကောင်းစရာပါပဲ။အားလုံးနဲ့တွေ့ပြီးအတန်ကိုလည်းကြားကျင်တယ်။ဒီနေရာထိရောက်လာတာတော်ကြပါရဲ့။မင်းတို့တွေအများကြီးကြုံတွေ့ခဲ့ရမှာပဲ။ဒီအိမ်ထဲမှာတက်တက်လုံးနေထိုင်တွားလို့ရပါတယ်။အဲ့လိုမျိုးပဲလူဒကပါစီကိုတွားကျင်နေဆိုရင်တော့ဖောင်တိန်မှာဒီစာလေး ကိုရိုက်လိုက်ပါ F U T U R E Future တရားပေါက်အဲ့ဒီဘက်ကလူသားတွေကမင်းတို့ကိုလက်ခံပါပါဒီလိုရင်းအတန်ဖန်တွားခဲ့တာပါအဲ့ဒါကြောင့်မီနာဘပြောတဲ့အတိုင်းဖောင်တိန်မှာ Future လို့ရိုက်ထည့်လိုက်တော့လူသားမျိုးနွယ်တွေနေတဲ့တီနီယာကပေါ်လာပါတယ်ဒါပေမဲ့အမတို့အခုရောက်နေတဲ့နေရာနဲ့ကအရန်ကြီးဝေးပါသေးတယ်ရေကပထမအဦးဆုံးဒီနေရာမှာပဲအစီအစဉ်ချပြီးဂီယာကကြံနေခဲ့တဲ့ကလေးတွေကိုတွားခဲ့ပြီးဒီမြောက်ခန့်ကိုခေါ်ပြီးတွားရင်အတူတူလူသားမျိုးနွယ်တွေနေတဲ့နေရာကိုတွားကြဖို့ပြောတယ် ဒီမြောက်ခန်းလေးမှာပဲလလောဆယ်နေနေပြီးစွန်ကျူတို့ပေးခဲ့တဲ့မျိုးစေးတွေနဲ့အပင်ဆိုင်စွန်ကျူတင်ပေးခဲ့တဲ့အမဲလိုက်နီးတွေတုံပြီးသူတို့နေရအနီးကငှက်တွေကိုအမဲလိုက်ရင်စားရင်ည၈နာရီဆိုဂီဟာမှာဘာတွေထူးရှားမှုဖြစ်နေပြီလဲဆိုတာခိုးနှာထောင်ကြရင်လုံနေကြပါတော့တယ်ငှက်တာကြီးပဲစားနေရတော့ကလေးတွေကအရှာတာတွေစားကျင်လာတာကြောင့်အမရိုကိုပြောလာတယ်အဲ့ဒါကြောင့်အမဲလိုက်ဖို့တွားကြတော့တယ်ဒါပေမဲ့ဘာတမှမရပဲဖြစ်နေတဲ့အတွက်ဟင်းဒီဟွေးနဲ့ပဲတင်းသိမ့်မယ်လုံနေတဲ့အချိန်မှာဒူမာကချွဲကြီးကြီးငါကိုဖမ်းနေတာကိုတွေ့လိုက်ရတယ်အဲ့ဒါကြောင့်တစ်ဖက်လုံးလိုက်ဖမ်းကြပါတယ်ဒါပေမဲ့အဲ့ဒီငါကစားလို့ရလားမရလားမသိတော့ ့စန်တက်စားကြည့်တဲ့အနေနဲ့ရေဒူမာလာနီယိုတို့ကစားကြည့်ကြတယ်အရှင်ကြာလာတဲ့အထိဘိုက်နာတာတို့အော့အန်တာတို့တခြားဆိုးကျိုးလက္ခဏာတွေပြမလာပါဘူးဘေဂင်းနဲ့ဆိုတာကိုတီလိုက်ရတော့အဟင်းစားအတက်ရရှိသွားခဲ့ကြတယ်အစ္စာဘလာကတော့အစင်မြင့်ကုန်းကလေးတွေကဂေယာကနေလွတ်သွားလို့သူ့အပြည့်အတွက်အချင်းချခံနေရပါတယ်အစ္စာဘလာရဲ့အထက်လူကြီးဖြစ်တဲ့အဖွားကရောက်လာပြီးပြေးသွားတဲ့ကလေးတွေကိုတွေ့ကိုတွေ့ရတော့မှပါလို့ပြောသွားတယ်အမန်နဲ့ရေကဂေယာကကလေးတွေကိုတွားခဲ့ဖို့အစီအစဉ်ရှာနေတုန်းမှပဲအပေါ်ကနေဖောက်ခွဲတံတစ်ခုကိုကြားလိုက်ရတော့လူဝက်ခံမှာတွားပုံကြတော့တယ်ဖောက်ခွဲပြီးရောက်လာတဲ့သူတွေကိုဂေယာကနေလွတ်လိုက် ဲ့လူတွေလို့ထင်လိုက်တဲ့အတွက်ဒီနေရာကနေမြန်မြန်ထွက်သွားဖို့လုပ်တယ်ဒါပေမဲ့ဒိုနက်ရိုစီတို့နှစ်ယောက်ကြံနေသေးလို့အခက်တွေ့နေကြပါတယ်ဒိုနက်ရိုစီတို့နှစ်ယောက်ကသူတို့စီရောက်လာတဲ့စစ်သားကိုပေါင်းကြုံလိုက်ပြီးအမတို့ရှိနေတဲ့နေရာကိုရောက်လာကြကလိုင်ကူတဲကနေထွက်ပေါက်ချီရတို့ပြေးကြတယ်တွားနေတဲ့လမ်းမှာပဲနောက်ထပ်အချုပ်ထိုးတယောက်ပြန်ပေါ်လာလို့ပြန်ကြုံပြီးချိဆက်တွားကြပြန်တယ်အပြင်ကိုထွက်နိုင်ခဲ့ပြီမဲ့ကလေးတွေကအဖမ်းခံလိုက်ရပါတယ်အချိန်မှာပဲမကောင်းစွာကြီးကပေါ်လာပြီးစစ်သားချီတွေကိုကိုက်ဖြတ်စားတောက်ပလိုက်တော့တယ်အမနဲ့တခြားကလေးတွေကလည်းအဲ့ဒါကိုအခွင့်ကောင်းယူပြီးပြေးကြပြန်တယ်အေဆာဗလာကိုဂီယာကနေထွက်ပြေးတွားတဲ့ကလေး လေးတွေအားလုံးကိုပြန်ခေါ်လာနိုင်ရင်ဒီနေရာကနေလှုပ်ပေးမယ်ဆိုတဲ့အကြောင်းသူ့ရဲ့ခေါင်းဆောင်ကပြောလာတယ် အမတို့လည်းပြင်းကနေလူသားတွေလိုပဲမိသားစုကိုစီနဲ့မကောင်းစွာတွေကြီးပဲနေတဲ့မြို့ပတ်ကိုရောက်ရှိလာခဲ့ပါတယ်။ရာရင်နေတဲ့အဆူမျိုးဆက်ဖခင်เจ้าမှာနေကြပြီးအမနဲ့ရေကအစားစာအတွက်မကောင်းစွာပုံစံရုပ်ဖက်ကမြို့ထဲတွားကြရတယ်။မြို့ထဲနောက်တစ်ချိန်တွားရင်လိုက်ဖို့တူမားနဲ့လာနေရောကအမကိုအတင်းတောင်းဆိုနေတဲ့အချိန်မှာမကောင်းစွာတဲ့ကောင်ကတူမိသားစုကငှက်ပြက်နေကြတာကြောင့်လက်ဆက်တဲ့လူသားတွေရဖို့ကိုဆူတောင်းဖို့ဖခင်เจ้าကိုရောက်လာခဲ့ပါတယ်။ဒါပေမဲ့အမတို့ကိုအန်ဒီမပြုတ်ပဲတူစုတောင်းစရာရှိတာဆူတောင်းပြီးပြန်ထွက်သွားခဲ့တယ်။မြို့ထဲကိုအစားစာအတွက်အမတို့တွားကြတဲ့အခါညီမကောင်းဖြစ်နေတဲ့ညီလေးတွေအတွက်အတားကောင်းကောင်းလိုနေတဲ့ ဲ့မကောင်ဆူကနှကောင်နဲ့တူမာတို့ကတိုက်မိတွားကြပြီးလေတိုက်လာတဲ့အခါလူသားနဲ့ထွက်လာလို့တူမာနဲ့လာနေရကိုလူသားရီမန်တီတွားကြပြီးလိုက်ဖမ်းကြပါတော့တယ်အမတို့လည်းတူမာတို့နေရာကိုလက်ဆွဲခေါ်ပြီးပြည်တယ်လမ်းလွဲလိုက်ပြီးအမတို့လည်းတခြားမကောင်ဆူရီဂျာမားကြောင့်ပိတ်မိတွားခဲ့တယ်လိုက်လာနိုင်ခဲ့တဲ့မကောင်ဆူကနှကောင်ကိုအမတို့နောက်ရောက်လာတဲ့နောက်ထပ်မကောင်ဆူရီကတပ်ပစ်ပလိုက်ပြီးအမကောင်ဆူရီဂျာတွေကအမဆူတဲ့ခေါ်တိုင်းကိုကြားလိုက်ရတယ်အဲ့ဒီလိုခေါ်လိုက်တဲ့သူကအမတို့အတွက်ဂီယာကနေထွက်ပြေးလို့အောင်အစီအစဉ်ဆွဲပေးခဲ့တဲ့သူမကောင်ဆူကလက်ချက်ကြောင့်တီတွားပြီလို့ထင်ထားတဲ့ဂီဟာတို့ကလီးစားစရာကောင်းတဲ့မိတ်ဆွေဟောင်းကြီးနိုမန်ပဲဖြစ်ပါတယ်နိုမ မန်ကတက်ရှင်နေတယ်လို့အမန်နဲ့ရီတို့လည်းပျော်လွန်းလို့မိရီပါကြကူပါပြီနိုမန်ကိုသူတို့ခုတင်းနေတဲ့နေရာကိုခေါ်ခဲ့ပြီးကျန်းတဲ့ကလေးတွေကနောက်မှတောခုံမှဖြစ်ကြောင်းပြောပြတယ်ပြီးတော့နိုမန်ကိုဘလို့ဖြစ်ပြီးအတက်ရှင်နေတာလဲလို့မေးတော့နိုမန်ကလည်းငါရှိနေခဲ့တာကလမ်ဒါခုနှစ်တစ်လေးမှာကလေးတွေကိုစမ်းတက်တဲ့ဌာနအဲ့ဒီညမေမေကငါကိုကေဒကားစီခေါ်သွားခဲ့တယ်အဲ့ဒီမှာပဲသူငါကိုလမ်ဒါကသူတည်တနာပညာရှင်တွေစီလွဲပေးလိုက်တာနေမီမှာရှိတဲ့မကောင်းဆိုးတွေကဆေးတွေထက်တယ်လဲတုံးပြီးကလေးငယ်တွေကိုစမ်းတက်ခဲ့ကြတယ်အကောင်စားတားတွေအမျိုးမျိုးကိုပမာဏအမြောက်အများထုတ်လုပ်နိုင်အောင်လုပ်ဖို့အဲ့ဒီလိုစမ်းတက်နေတုန်းမှာပဲတရှိ တော်များများကပုံမှန်မဟုတ်တဲ့ပုံစံပြောင်းသွားကြတယ်။ Twitter ထွားမှုနှုန်းအုံနောက်ဖွဲ့စည်းပုံနဲ့အာယုခံနိုင်စွမ်းအနေပုံမှန်မဟုတ်တာပြီးတော့တခြားအကျိုးဆက်တွေရောဆွမ်းနာတော်ကမကောင်းစွာကိုတက်နိုင်တဲ့သူကအစံတက်ခံထားရတဲ့သူတွေပဲ။ငါကစံတမ်းမှုကိုလှုပ်ပေးယုံမဲ့မှုစိတ်ပူစရာမရှိပါဘူး။ဘယ်လိုလုပ်ပြီးလွတ်လာတာလဲဆိုတော့ Minerva ရဲ့နောက်လိုက်အကူအညီနဲ့ Lambda ကိုဖျက်ဆီးပြီးတခြားကလေးတွေနဲ့အတူထွက်ပြေးလာတာ။သူကတော့ Smi လို့ခေါ်တယ်။ Sister Ground ကိုဖောင်တင်ပေးခဲ့တဲ့တယောက်ကသူလေ။သူလည်းအတိုက်ခံလိုက်ရပြီ။ဒါပေမဲ့ထပ်ပြေးစိတ်ပူစရာမရှိတော့ပါဘူး။ Lambda ကသူရိတနာအချက်လက်တွေတုံးပြီးမကောင်းစွာတွေမျိုးတုံးစေမဲ့ဆေးကိုငါထွင်ထားတယ်။ဘလို့မကောင်းစွာတွေကလူသား တွေကိုစားရတာလဲဆိုတာတည်ကြလားဘာလို့ဆိုသူတို့မထင်းတိမ့်နိုင်လို့မကောင်းဆိုးရတွေကသူတို့စားလိုက်တဲ့အစားအစာကနေပြီးအတွင်ပြင်နဲ့ဆွမ်းရည်ကိုထင်းတိမ့်နိုင်တယ်လူသားတွေကိုပုံမှန်စားခြင်းအဖြစ်သူတို့ရဲ့လက်ရှိပုံစံနဲ့ညံ့အရေးတွေကိုထိန်းထားနိုင်တယ်အဲဒါကြောင့်လူသားတွေဥနောက်ဖွင့်ပြောအောင်ငါတို့ကိုသူတည်နာပြုခိုင်းတာလူသားမစားရဘူးဆိုရင်သူတို့အချင်းချင်းဥနောက်မရှိတဲ့မကောင်းဆိုးရတွေဖြစ်သွားကြမှာပြီးရင်သူတို့အချင်းချင်းတိုက်ခိုက်ကြလိမ့်မယ်ငါစေးပမာဏကိုအများကြီးထုတ်ဖို့စူးစမ်းနေပေမဲ့အခုလက်ရှိပမာဏအရဆိုရင်တော့ဒီမျိုးမှနေတဲ့မကောင်းဆိုးရတွေအကုန်လုံးကိုတတ်ပြစ်နိုင်မှာပါအရာအလုံးသားငါစီစဉ်ထားတဲ့အတိုင်းရှုံရှုံမွေ့မွေ့ပဲဆိုရင်ပေါ့သူတို့တွေစေးကိုတစ်ချိန်လေးပဲထိတွေ့လိုက် ုက်မိတာနဲ့သူတို့ရဲ့ညာရီတွေအားလုံးဆုံရှုံသွားလိမ့်မယ်အဲ့ဒီလိုဖြစ်သွားတဲ့အခါသူတို့အခြေချင်းတိုက်ခိုက်နိုင်တော့မှာတော့မဟုတ်ဘူးနေမီဌာနတွေစီလည်းပြီးနိုင်မှာမဟုတ်ဘူးလမ်ဒါမှာပိတ်ညောင်ခံနေရတဲ့တစ်ချိန်လုံးစဉ်းစားနေခဲ့တာဒီလိုပြောပြီးနော်မန်လည်းသူ့နေရာကိုပြန်သွားခဲ့ပါတယ်ဒီလိုမျိုးနော်မန်ရဲ့မကောင်းဆိုးရွားတွေအားလုံးကိုတတ်ပြဖို့ကြံ့ရွယ်နေတာကိုတော့အမကတဘောကြမနေခဲ့ပါဘူးအမတို့ကိုကူညီခဲ့တဲ့နှစ်ဆိုးတွေးမှုဆက်ဖြစ်တဲ့ဆွန်ဂျူနဲ့မူဂျီကာကလူဒါမဆတဲ့အကြောင်းပြီးတော့လူဒါနဲ့ဆင်ပြီးညာရီလည်းရှိကြတဲ့အကြောင်းတကယ်လို့မကောင်းဆိုးရွားတွေဒါမူဂျီကာတို့လိုမျိုးဆိုရင်လူဒါနဲ့မကောင်းဆိုးရွားတွေအတူနေထိုင်နိုင်ဖို့နေလန့်ရှိမလားဆိုတာတီးဖို့အမနဲ့ရေကနော်မန် ်ကိုအဲ့အကြောင်းတော့ပြောပြကြတယ်။နိုမန်ကလူသားမစားဘဲညံရီတွေကိုထိန်းသိမ်းနိုင်တဲ့မကောင်းဆိုးအောက်တွေလည်းရှိကြောင်းပြောပြလိုက်တယ်။နိုမန်ကလည်းနှစ်ဆိုးတွေးမျိုးဆက်ဖြန့်တဲ့မူဂျီကာဆိုတဲ့မင်းကလေးရှိသေးတယ်ဆိုတာကိုတော်တော်အံ့ဩသွားတော့အမ်မာနဲ့ရေကသူတို့အကြောင်းသိလို့လားလို့နိုမန်ကိုမေးလိုက်တယ်။ငါကဒီတိုင်းသူတို့တွေရှိတယ်ဆိုတာပဲကြားဘူးတာပါ။လူသားဘရောမှမစားတဲ့မကောင်းဆိုးအားရှိဘူးတယ်။လူသားပုံစံနဲ့ညံရီကိုလူသားမစားဘဲနဲ့ထိန်းထားနိုင်တဲ့ရှားပါမကောင်းဆိုးအားမျိုးစိပဲ။သူရဲ့တီရှိမှုကိုမှတ်တမ်းတင်ထားခဲ့တာလွန်ခဲ့တဲ့နှစ်ပေါင်း900ကတည်းကလေဂရီကဘောလှုပ်ပြီးတဲ့နောက်ပိုင်းနဲ့အခုနေမြေစနစ်တွေမပေါ်ပေါက်ခင်အချိန်တွင်းပေါ့အစာပြည့်လန်းနေတဲ့ရော့တရွာရဲ့ ဲ့ကေတင်ရှင်အဖြစ်နဲ့ပထမဆုံးလူတီများလာတာသူကသူ့ရဲ့အစွမ်းကိုသူ့တွေးတုံးုံနဲ့လွယ်ပေးနိုင်တယ်လေတွေးတင်ကုံစာလောက်နေတယ်မဲမကောင်းဆိုးဝါးတစ်ကောင်ကသူ့ရဲ့အစွမ်းကိုလက်ခံရရှိနိုင်တယ်လက်ခံတဲ့မကောင်းဆိုးဝါးတွေကသူ့ရဲ့တွေးနဲ့တခြားသူစီအစွမ်းပြောင်းပေးနိုင်တာမျိုးလည်းလုပ်နိုင်တယ်လူသားမစားဘဲနဲ့တော့လူသားပုံစံညာရင်နဲ့မကောင်းဆိုးဝါးတွေကိုဖန်တီးနိုင်တယ်အဲ့ဒီနောက်တော့အနီနာကမကောင်းဆိုးဝါးတွေကလည်းငမမှုနဲ့မျိုးတုံမှုကိုကာကွယ်နိုင်အောင်သူ့အစွမ်းကိုလက်ခံခဲ့ကြတယ်ဒါပေမဲ့အဲ့ဒီအကြောင်းကိုတည်သွားတဲ့ဘရင်နဲ့မျိုးရိုးမြင့်တွေကတွေးနဲ့မကောင်းဆိုးဝါးတွေအားလုံးကိုဖန်ပြီးတက်စားပစ်ခဲ့ကြတယ်မတန်းတွေရတော့သူလည်းအစားခံရပြီးတည်သွားတယ်လို့ပြောထားတာ ာကိုအတက်ရှင်နေသေးတာလားဒီလိုနိုမန်ကပြန်ပြောတော့ရေကဆွန်ကျူနဲ့မူဂျီကာဟာအဖမ်းမခံရအောင်ခီးထွက်နေတယ်ဆိုတာကိုတဘောပေါက်သွားပါတယ်နိုမန်ရဲ့ဆေးတွေနဲ့မကောင်းဆိုးအတွေကိုညံမရှိအောင်လုံမှမို့နှဆူမျိုးဆက်တွေရဲ့တွေးတိုက်ပြီးငကိုအတိုင်းပြန်ဖြစ်တော့အောင်လုံနိုင်တဲ့ဆွန်ကျူနဲ့မူဂျီကာတို့နှကောင်ကအဟန့်အတာဖြစ်နေလို့ခြားပြီးတက်ပြရမယ်လို့နိုမန်ကဆိုတယ်ဒါပေမဲ့လည်းအမကလက်မခံခဲ့ပါဘူးလူသားမစားပဲနေနိုင်တဲ့ဆွန်ကျူနဲ့မူဂျီကာရဲ့တွေးကိုဒါတခြားမကောင်းဆိုးအတွေကိုတိုက်လိုက်မယ်ဆိုရင်သူတို့တွေလည်းလူသားမစားပဲနေနိုင်တော့မှမို့နောက်ထပ်ပြဿနာတွေရှိတော့မှမဟုတ်ကြောင်းနိုမန်ကိုပြန်ပြောတယ်နိုမန်ကလည်းမဖြစ်နိုင်ဘူးလို့ပြောပြီးသူတို့စားချင်တဲ့အချိန် င်ကြရင်လာစားကြမှာပဲလို့ပြောပြတယ်။အမန်ကလည်းမကောင်းဆွားတွေကိုမတတ်ဖဲမကောင်းဆွားတွေဖန်ထားတဲ့လူတွေကိုကယ်တင်ပေးပြီးလူသားမျိုးနွယ်တွေရှိတဲ့နေရာကိုတွားကြဖို့မီနာပါရဲ့ဖောင်တေလင်းကိုဖွင့်ပြီးပြောလာတော့အဲ့ဒါတွေကိုဆက်သုံးလို့မရတော့ဘူး။စမီငါကိုပေးခဲ့တဲ့အချက်လက်တွေအရဆိုအဲ့ဒီကူအောင်းနေတဲ့မြင်းတွေကအရင်ကကဘာနှစ်ခုကြားမှာရှိခဲ့ဘူးတဲ့ထွက်ပေါက်ကိုညွန်ပြတာ။ဒါပေမဲ့အဲ့ဒါကိုညွန်ပြတဲ့ကိရိယာကနေမေကမကောင်းဆွားတွေကြောင့်ပျက်စီးတွားလာကြပြီးလူသားကဘာကိုတွားနိုင်မဲ့ထွက်ပေါက်တစ်ခုတော့ကျန်နေသေးတယ်။ဂရိစနေမေကြီးဟာမှာပဲအဲ့ဒီနေမေကနေထွက်ဖို့ဆိုရင်လဲတော်တော်အန္တရာယ်များတယ်။ထွက်ပေါက်ကဌာနချုပ်ရဲ့မြောက်ဆုံးမှာရှိတာအရန်အန္တရာယ်များတယ်။ ယ်အဲ့ဒါလည်းမကဘူးတကယ်လို့ငါတို့အဲ့ဒီဘက်ကိုရောက်ခဲ့ရင်တောင်လူသားကဘာကငါတို့ကိုလက်ခံမယ်ဆိုတဲ့အမတ်ခံချမ်းမရှိဘူးမိနာပါဆိုတဲ့သူလည်းမရှိတော့ဘူးသူရဲ့နောက်လိုက်တွေလည်းတိုက်ခံရပြီးပြီမကောင်းစွားတွေတက်လို့မဟုတ်ပဲလူတွေတက်လို့မကောင်းစွားတွေရောလူတွေရောကသူတို့ရဲ့အကျိုးအတွက်ရက်ဆက်တဲ့အလို့ရတွေကိုလုပ်နေကြတာနောက်ပြီးဂိမ်းဆောင်ကလည်းအဟန့်တာဖြစ်လောက်တယ်မရေရတဲ့အကျိုးဆက်နဲ့ရှေ့ဆက်မဲ့အစားဒီကဘာမှာပဲလူသားတွေအတွက်နေရာကိုဖန်တီးတာပိုကောင်းတယ်ငါတရားတွေးပြီးမှပြောနေတာမကောင်းစွားတွေကိုဒါမဖြတ်စည်းနိုင်ဘူးဆိုရင်ငါတို့ရဲ့အမိသားစုတွေနဲ့ပျော်ပျော်ရွှင်ရွှင်နေနိုင်မဲ့အနာဂတ်ဆိုတာရှိလာနိုင်မှာမဟုတ်ဘူးဒီလိုရီနိုမန်ကပြောလိုက်တော့အမကအပေးယူတစ်ခုလုပ်မယ်လို့ပြောလိုက်တယ်ဘာလ ဲဆိုတော့နှက်ဆူမျိုးဆက်ဖြစ်တဲ့ဆွန်ဂျူနဲ့မူဂျီကာကို9ရက်အတွင်းခေါ်လာနိုင်ရင်ဂျန်နဲ့မကောင်းဆူအားတွေကိုမတက်ရဘူးလို့ပေါ့နိုမန်ကလည်းလက်ခံလိုက်တော့အမနဲ့ရေးလည်းပြန်သွားကြတော့တယ်နိုမန်ရဲ့လက်ထောက်တွေကိုလည်းအပေးယူကြောင်းပြောပြလိုက်ပြီးတကယ်လို့အမတို့ကနှက်ဆူမျိုးဆက်ကိုခေါ်လာနိုင်ခဲ့ရင်တောင်မကောင်းဆူအားတွေကိုတော့တက်ပြည့်အောင်မှာပဲလို့ပြောပြတယ်နိုမန်ကီယာခန့်နဲ့ထွက်သွားခဲ့တဲ့အချိန်တုန်းကနိုမန်ဟာညံအရန်ကောင်းတဲ့ကလေးဖြစ်တဲ့အတွက်မတက်ပြည့်ပဲဖီတာရာဖီဆိုတဲ့သူကသူ့ရဲ့သူတည်တနာလုပ်ငန်းတွေမှာပါဝင်ပေးဖို့နိုမန်ကိုဖိတ်ခေါ်ခဲ့တာပါနိုမန်ကိုခေါ်ခဲ့ပြီးညရင်ဆန်းတဲ့ဆောင်မှုဘွဲမှာခက်တက်ခက်တဲ့မိကုန်းတွေကိုဖြီခိုင်းပေးမယ်လာရမြ မေကွန်းနေရာလုံးကိုတခုမှမမာပဲအကုန်လုံးဖြည့်ဆို့နိုင်နေလို့နိုမရဲ့ညံရီကိုတိုက်နာလို့မရဖြစ်နေခဲ့ပါတယ်။အဲဒါကြောင့်ပီတာရော်ဒရီကဒီလိုတွေပြောနေခဲ့ပါတယ်။နမည်အဖွဲ့စီအားလုံးရဲ့ပထမအဆုံးတော့ညံကြီးရှင်ပေါ့လေ။ဒီကလေးကလမ်ဒါရဲ့နောက်ပိုင်းအဆီဇင်တွေအတွက်တုံဝင်နေ။ဂျိမ်းစ်ရော်ဒရီရဲ့ကိစ္စလုပ်တဲ့အခက်ကအဆုံးတက်တော့မှာပါလား။အခုချိန်ကစပြီးနမည်တွေအားလုံးကကလေးတိုင်းကိုငါထိန်ချုံမယ်။အဲ့ဒီကလေးတွေအတွက်မျိုးနေချက်တစတော့မရှိစေရဘူး။နိုမန်ကသူ့ကိုစမ်းတက်ပြီးဆေးရီကျွေးခန့်နေရတာကြောင့်ပါဇက်ထဲကနေတွေးတွေပါအန်ကြလာပြီးတူမတကင်အချိန်အတွင်းမှာအမ်မာတို့နဲ့တွေ့ဖို့ဒီကနေထွက်မှဖြစ်မယ်လို့တွေးနေခဲ့ပါတယ်။ စန္ဒချင်းခံရတဲ့နေရာမှာစာရဇန်ကိုကူးပေးကြားလေးကနေတွေ့လိုက်ပြီးစန္ဒခံတယောက်ဖြစ်တဲ့ဘီဆန်ဆိုတဲ့သူနဲ့အရှိဆက်ရသွားခဲ့တယ်။နိုမန်နဲ့ဘီဆန်နဲ့ပေါင်းပြီးဒီနေရာကိုဖောက်ခွဲခဲ့ကကျန်တဲ့စန္ဒခံဖြစ်တဲ့သူတွေကိုလည်းကယ်ဆယ်ပေးပြီးမကောင်းစွာတွေကိုအမုန်းရှိအမျိုးဖြုတ်ဖို့အဖွဲ့ဖွဲ့ခဲ့ကြတာပါ။ဒေချောင်းတွေကိုနိုမန်ကပြန်တွေ့ပြီးငါတရင်တောင်မှအမားနဲ့ကျန်တဲ့လူတွေကိုဘေးကင်းတဲ့ကမ္ဘာမှာပျော်ပျော်ရွှင်ရွှင်နေစေခြင်းနဲ့နှဆူတွေရှိတဲ့မူကြီးကနဲ့အဆွန်ကျူကိုအမားတို့ကရှိနိုင်ချေရှိတဲ့နေရာတနေရာပြီးတနေရာလှိုက်ရှာကြရင်တရက်ကုန်ဆုံးသွားခဲ့ကြပါတယ်။နောက်နေ့မှထပ်ရှာကြရင်အမားကနိုမန်ဟာသူတို့ကိုတခုခုဖုံးကွယ်ထားတဲ့ခံစားရ တယ်လို့အားလုံးကိုပြောပြတယ်တကယ်လည်းဟုတ်ပါတယ်နိုမန်ကဆန်တဲ့ချင်းခံထားရတာကြောင့်မကြခင်တေတော့မှာဖြစ်တဲ့အတွက်ဒူမတေခင်အမားနဲ့တခြားတော်တွေကိုဘေးကင်းစေခြင်းလို့အလို့တကြီးမကောင်းဆိုးအားတွေကိုမြင်မြန်အပြတ်ရှင်းခြင်းနေတာကြောင့်ဖြစ်တယ်မူဂျီကန်နဲ့ဆွန်ဂျူကိုခေါ်လာနိုင်ရမယ့်ရက်ကနေ့ရက်ပဲကြံပါတော့တယ်နိုမန်ကလေကောင်းလေတန်းရှူရင်အမားနဲ့ရေကကျင်လာတယ်ဒါပေမဲ့ဒီကဘာကြီးမှာကျင်နာရုံနဲ့အားလုံးမပြေးဘူးအရင်တုန်းကတောင်မှရွေးချယ်စရာမရှိခဲ့တာရောက်စားခင်ရပုံငါလက်ခံကဲလို့တာအားလုံးလုံးမြောက်နိုင်ခဲ့တာငါတွန့်ဆုံနေမှာမဟုတ်ဘူးနေမေတိုင်းကကလေးတွေအကုန်လုံးကိုကဲတင်ခြင်းနဲ့အဲဒီလိုကဲဖို့အတွက်ဆိုနတ်ဖျားဖြစ်ဖြစ်နတ်ဆိုးဖြစ်ဖြစ်ငါကြီးကြီးဖြစ်ဖြစ်အဖြစ် ေခံနိုင်တဲ့အမညရောက်တဲ့အခါအမတို့ကမကောင်းဆွားရည်နဲ့တွားတိုးလို့အတိုက်ခိုက်ခံရရင်မူဂျီကာကအမကိုပေးခဲ့တဲ့လက်ဆောင်လေးကကြကြံနေခဲ့တယ်။ကြကြံခဲ့တဲ့လက်ဆောင်လေးကိုမူဂျီကာတို့ကတွေးလိုက်တော့အမတို့ဒီနာတွားရင်မှရှိနေတယ်ဆိုတာကိုတီးလိုက်လို့အမတို့ကိုရှာရင်မကောင်းဆွားအစာဖြစ်တော့မဲ့အမကိုကဲတင်ပေးလိုက်ပါတယ်။မူဂျီကာတို့နဲ့လည်းတွေ့ပြီဖြစ်လို့အမကနိုမန်နဲ့အပေးယူအကြောင်းပြောပြပြီးလိုက်လာဖို့အကူအညီတောင်းနေစဉ်နိုမန်ကတော့အပေးယူစင်မြန်တိုင်း၅ရက်တောင်မပြည့်သေးပဲမကောင်းဆွားမျိုးကိုစစော်နေပြီးသူတို့ဖော်ဆက်ထားတဲ့ဈေးကလည်းအလုပ်ဖြစ်နေခဲ့ပါပြီ။တောင်းမမာတဲ့အမနင်းပြန်လာတဲ့အချိန်ကြာရင်အလုံးပြင်းနေ ေလောက်ပြီးဖောက်ခွဲတံကြားလိုက်တာကြောင့်အမကနိုမန်ဂရီမတီပဲလှူရှာလိုက်ပြီးဆိုတာကိုတိလိုက်ပြီးမြ мян တွားတာဖို့လုပ်တော့တယ်နိုမန်ကတော့မကောင်းဆူအောင်မြို့တွင်းထဲထိကိုလာပြီးမကောင်းဆူအောင်တွေကိုတတ်ဖို့လုပ်တယ်ပြီးတော့စင်ငွေတွေမြို့ထဲကိုလွတ်ထုတ်လိုက်ပါတယ်ဒါပေမဲ့မကောင်းဆူအောင်ဦးကြီးတကောင်အပေါ်ကိုတော့စင်ငွေတွေကအလုံးမဖြစ်ခဲ့ပါဘူးသူ့ရဲ့မြေအမလို့ခေါ်တဲ့မကောင်းဆူအောင်မလီကတော့အစာဖောက်လာပါပြီနိုမန်ကလည်းစင်ငွေတွေအမကောင်းဆူအောင်ဦးကြီးအပေါ်မှာအလုံးမဖြစ်တာကိုတွေးလိုက်တော့နှဆူမျိုးဆက်တွေးရထားတဲ့သူဆိုတာကိုချက်ချင်းတိလိုက်ပြီးတတ်ဖို့လုပ်တယ်မကောင်းဆူအောင်ဦးကြီးကလည်းလက်နဲ့ကားလိုက်ကထွက်လာတဲ့တွေးကိုသူ့ရဲ့မြေအမဆိုတဲ့မကောင်းဆူအောင်မလီကိုတိုက်လိုက်တော့ ပြန်ကောင်းသွားခဲ့ပါတယ်။လူသားတွေလိုပဲမိသားစုရှိတဲ့မကောင်းဆိုးရွားတွေကတေချင်ကိုကျွေးနေကြလို့နိုမန်လည်းတွန့်ဆုတ်သွားခဲ့ပါတယ်။ဒါပေမဲ့ဒီလိုသားမလုပ်ဘူးဆိုရင်လည်းသူတွေတွားပြီးနောက်အမာနဲ့တခြားတော်သူတွေကိုအေးအေးဆေးဆေးနဲ့နေနိုင်တော့မှမဟုတ်ဘူးလို့တွေးပြီးမကောင်းဆိုးရွားအူကြီးကိုထတ်ကျုံးတော့မဲ့အချိန်မှာပဲအမာကမူကြီးကားနဲ့ဆွန်ကျူတို့ကိုခေါ်လာပြီးရောက်ရှိလာခဲ့ပါတယ်။ ီးတော့အမကဒါတွေအားလုံးကိုရတန်းကရက်ပစ်ဖို့ပြောတယ်။နိုမန်ကလည်းနှောက်ဆုပ်ဖို့ကအရန်ကိုနှောက်ချတွားပြီလို့ပြန်ပြောတော့ငါဆုံးဖြတ်ပြီးတွားပြီ။နင်ကိုကိုကိုနှိမ့်ဆက်နေတာကထပ်ပြီးခွင့်မပြုတော့ဘူး။နိုမန်နင်ကိုတယောက်တည်းလှုပ်ခွင့်မပေးတော့ဘူး။တကယ်ကနေလဲခံစားနေရတယ်မလား။နင်ကထမ်းမြတ်တဲ့အတွက်ကြောင့်ဒီလိုပြတ်သားတဲ့နေကိုရွေးခဲ့တာအရန်ကျင်နာတက်လို့အားလုံးအတွက်တာဝန်တွေကိုနေမဲ့ထမ်းဖို့လုပ်နေတာ။နှစ်ဖျားလူမျိုးလေးနင်ပါကိုကြောက်နေတာလဲခုနကငါမြင်လိုက်ရတဲ့နိုမန်ကဒီကိုယ်လုံးတုံ့ပြန်နေပြီ။ငိုနေတဲ့ကလေးလေးပဲဒီတစ်ခါတော့လုံးဝငါနင်ကိုတယောက်တည်းလှုပ်မထားတော့ဘူး။နိုမန်နှစ်ဖျားတစ်ပါးလိုလှုပ်ဆရာမလိုပါဘူး။နိုမန်ကဘဒုထမ်းမဆိုးထမ်းမြ ြပြီးကျင်နာတတ်ပေမဲ့စိတ်ကြီးဝင်တဲ့ငကြောက်လေးလည်းဖြစ်နေသေးတယ်။မကြောက်ပါနဲ့ငါတို့ကိုယုံပါနင်ခံစားနေရတဲ့နာကျင်မှုတွေကြောက်ရွံ့မှုတွေကိုငါတို့ကိုလည်းမျှဝေပါ။တာဝန်ကိုလည်းအတူတူထမ်းကြရအောင်။နင်ငါတို့ကိုကာကွယ်မပေးနိုင်လည်းရတယ်။ငါနေနဲ့အတူတူချိဆက်သွားခြင်းနဲ့ရေကလည်းရောက်လာပြီးမင်းပဲငါ့ကိုလက်မလျှော့ဖို့ပြောခဲ့တာလေ။အခုကျတော့တယောက်တည်းဒုက္ခခံပြီးနောက်တော့ရမယ့်အကျိုးစံတဲ့ကိစ္စကိုလုပ်နေတာအတိတ်ပဲမရှိတာ။ငါတို့တွေကမိသားစုလိုမျိုးအတူကြည်ပင်ခဲ့တာပဲမဟုတ်လား။ နိုမန်ကလည်းရှစ်တငယ်ချင်းတွေရဲ့ဒီလိုနားလည်ပေးတဲ့စကားတွေကြားမှာပျော်ခွေတွားခဲ့ပြီးငိုကြွေးကငါဆက်ရှင်းတန်းခြင်းနဲ့အတူတူတက်ရှင်းခြင်းနဲ့ဒါပေမဲ့တကယ်ကမဖြစ်နိုင်ဘူးလမ်ဒါမှာငါ့ကိုတိုက်ခဲ့တဲ့ဆေးတွေကြောင့်အကြာကြီးတက်ရှင်းနိုင်မှာမဟုတ်ဘူးပုံစံပြောင်းခံလိုက်ရတဲ့မကောင်းဆိုးရွားတွေကပိုဆိုးလာတာကြောင့်မကောင်းဆိုးရွား OG ရောဆွန်ဂျူရောမိုဂျီကာရောကသူ့ရဲ့တွေးတွေကိုတိုက်လိုက်တော့ပုံစံပြောင်းခံလိုက်ရတဲ့မကောင်းဆိုးရွားတွေလည်းပုံမှန်ပြန်ဖြစ်သွားတော့တယ်နောက်ပြီးနိုမန်ရဲ့အဖွဲသားတွေကိုလည်းမကောင်းဆိုးရွားတွေကိုတက်တာရက်ခိုင်းလိုက်ပြီးအလုံးမဲ့တောင်းပန်ပါတယ်ငါလို့ရှင်တာကမကောင်းဆိုးရွားတွေကိုလှက်စားချေချင်တာမဟုတ်ဘူးငါမိသားစုကိုကဲခြင်းယုံပဲငါမှတွားခဲ့တယ်ငါ မှာအရင်တိတ်မကြံတော့တာကိုအကြောင်းပြပြီးကိုကိုကိုလက်စားခဲမိလို့ကိုမလို့ရှင်တဲ့အလုပ်ကိုတော့မန်တယ်လို့ထင်ခဲ့မိတာမင်းတို့နဲ့အတူဘန်းခံထားရကလေးကငါလေးစီးတွေနဲ့ဆန်းတဲ့တာခံခဲ့ရတယ်ငါကတော်တော်စိုးစိုးဝါ level 4ကိုရောက်နေပြီဒါငါက grace figure မို့ထူးခြားတဲ့နမူနာပစ္စည်းအဖြစ်အလေးပေးခံထားရလို့ငါကိုစတေးခံပစ္စည်းအဖြစ်မတုံးဘူးဆိုတာကလင်ခဲ့တာပဲမင်းတို့တွေအားကိုလို့ရမယ် boss တယောက်ဖြစ်ရှင်ပါတယ်ဆိုရင်ဒါတွေတွန်းဆုတ်တာတွေမဖြစ်စေချင်ဘူးတောင်းပန်ပါတယ်ငါကငါတို့ကိုကုတပေးနိုင်တဲ့ဈေးကိုထွင်ချင်ခဲ့ပေမဲ့အဲ့ဒီအချက်လက်တွေရှိတဲ့ငါတို့မဟာမိတ်တွေအကုန်လုံးတယောက်မကျန်းအတိုက်ခံလိုက်ရပြီဒါကြောင့်လက်ကျန်းအရှင်အတွင် ်ဒီကဘာကြီးကိုပြောင်းလဲပြဖို့ဆုံးဖြတ်ခဲ့တာဒါပေမဲ့အမန်ကငါဘုဒ္ဓကိုမှထပ်ပြေးမတက်ရှင်တော့ဘူးသူတို့အားလုံးကိုမတက်ပြေးရှင်ဘူးအခုကြံနေတဲ့အချိန်အတွင်းမှာငါလုံးဝနောင်တမရတဲ့အလုပ်ကိုပဲလုပ်ရှင်တယ်ဒီလိုရင်နိုမန်ကပုတ်ပွင့်လေးလင်းပြောပြလိုက်တော့အဖွဲ့သားတွေကလည်းနိုမန်ကိုနားလဲပေးကြပါတယ်ခဏနေတော့တူမာနဲ့လာနီယိုတို့နှစ်ယောက်ကအလို့တကြီးပြေးလာကြပြီးရေဒီယိုကနေဖေးနဲ့တခြားကလေးတွေလွေးပြောင်းခံရတော့မယ်ဆိုတာကိုကြားလိုက်ရကြောင်လာပြောတယ်အမန်တကယ်ကအဲဆာဘလာဟာကလေးတွေစီမှာရေဒီယိုရှိနေတယ်ဆိုတာကိုတိနေလို့ကလေးတွေလာအောင်လို့တမင်ရေဒီယိုကနေထုတ်ပြန်လိုက်တာပါအမတို့ကတော့ဖေးနဲ့တခြားကလေးတွေကိုနိုမန်ပုတ်ခံခဲ့ရတဲ့နေရာလို့လမ်ဒါစီမပု ခရမ်းမှာဆိုလိုစိတ်ပူနေကြပါပြီအဲ့ချိန်မှာပဲမကောင်းဆိုးတဲ့အူကရောက်လာပြီးလူငယ်တဲ့15နှစ်ကလူတယောက်စီကရလာတဲ့ဖောင်တိန်အပိုင်းစာလေးကိုပေးလိုက်တယ်အဲ့ဒီအပိုင်းစာလေးကအမတို့စီမှာရှိနေတဲ့ဖောင်တိန်ရဲ့အပိုင်းစာလေးပါအဲ့ဒါလေးကိုတက်လိုက်တော့နေမေဌာနချုပ်တို့ရဲ့ပုံကြံတွေပေါ်လာပါတယ်ဒါတွေကအတွင်းပိုင်းတွေပြတာမဟုတ်ပဲအဆောက်နေရာတွေရောဝန်ရချိုးတွေတဲ့နေရာနဲ့အဆောက်အဦးရဲ့လျက်စီးပက်လန်းကိုပါပြထားပြီးနိုမန်တို့တောက်ထားတဲ့ဆေးရီရဲ့ဖြည့်ဆေးတွေလည်းရှိတဲ့နေရာကိုပါညွန်ပြထားလို့နိုမန်တို့အတက်ဆက်ရှင်တန်နိုင်တော့မယ်ဆိုတာကိုမျောလင့်ချက်လေးရတွားခဲ့ကြပါတယ်မကောင်းဆိုးတဲ့အူကြီးရဲ့ကျေးဇူးကြောင့်အတိစိတ်မြေပုံရတွားတဲ့အတွက်အဖေနဲ့တခြားက လေးတွေကိုတွားကယ်ဖို့လုပ်တော့တယ်။ဗီဆန်ကနိုမန်တို့ဘောတရားမှကြောက်လို့တစ္ဆာပေါက်ဟန်ဆောင်ပြီးဖီဂျာရာရီစီသူတို့အဖွဲ့ရဲကလေးကိုကယ်ဖို့လာတော့မှဖြစ်ကြောင်းပြီးတော့အကယ်တင်မဲ့အစီအစဉ်တွေကိုပါပြောပြပြီးအဲ့လိုပြောပြတဲ့အနေနဲ့သူကတော့လုံခြုံမှုပေးရမှဖြစ်ကြောင်းပြောတယ်။တွေးပြလိုက်တဲ့အစီအစဉ်အားလုံးကဖီဂျာရာရီကိုအာယုံလွဲဖို့တသက်အမားရီပြောလိုက်တာဖြစ်တယ်။ဂီဟာကဖီနဲ့တခြားကလေးတွေကတော့နေရရှိရတော့မှာပါ။တခြားကလေးတွေကတော့အားလုံးနဲ့အတူတူတွားရမှာဆိုတော့ပျော်နေကြပြီမဲ့ဖီကတော့အကြောင်းတည်နေတော့ကြောက်နေရပါပြီ။နိုမန်တို့ကတော့ဖီဂျာရာရီကိုအာယုံလွဲဖို့မိဘုံပြန်တွေကိုလှုပ်လိုက်တဲ့အခါရာထရီလည်းတွေ့ ီတွားခဲ့ပြီးမိဘုံပြန်တွေကိုဖျက်ဆီးဖို့အမိန်ပေးလိုက်တယ်။ဒါပေမဲ့အောက်ကြတွားတဲ့အခါဘယ်သူမှရှိမနေခဲ့ပါဘူး။အဲဒီမှာတိုက်ခိုက်ရေးတော်တဲ့လူတွေကရောက်လာပြီးရာထရီရဲ့လူတွေကိုကျုံးမာတော့တယ်။နိုမန်တို့ကတော့တခြားဘက်ကနေဆင်းလာပြီးမြောက်ကနေဖေးနဲ့တခြားကလေးတွေရှိတဲ့နေရာကိုတွားရင်တွေ့တယ်များငနေများအားကျုံးမာတယ်။ဖေးကကြောက်နေတုံးမှာပဲ။အမတို့နဲ့အတူတူပါတွားတဲ့ကလေးတွေကရောက်လာပြီးသူတို့ကကယ်ဖို့ရောက်လာတာဖြစ်ကြောင်းဖေးကိုပြောပြီး MRC ကစာကိုပေးလိုက်တယ်။အမတို့က CCTV တွေကိုဖျက်ဆီးလိုက်ပြီးဘေးဆန်းကဖီတာရာထရီကိုသူတို့ပြောတယ်။ပြောတာကြားလားရာထရီငါကမင်းတို့နဲ့အပေးယူလုပ်မယ်များထင်နေတာလား။တေတောင်မလုပ်ဘူး။ငါတို့လမ် တာမှာခန်းစားခဲ့ရတာတွေမိတော့မှာမဟုတ်ဘူးလမ်မတာ project ကိုဒီတစ်ခေါက်လုံးဝဖျက်ဆီးပြင်မယ်နိုမန်တို့ကမီးဖျက်လိုက်ပြီးဖိနေတခြားကလေးတွေကိုပြည်ထောင်နိုင်ငံကစားကြမယ်လို့ပြောလိုက်တယ်အဲဒါကြောင့်ကလေးတွေကလည်းပြေးပါတော့တယ်နောက်ဆုံးမှာတော့လူတွေအကုန်လုံးစုံသွားကြတဲ့အခါတကားတွေအကုန်ပိတ်သွားပြီးရာထရီရဲ့လူဖြစ်တဲ့အစ္စာဗလာနဲ့တခြားတော်သူများကဘီပပက်လေကနေတနက်တွေနဲ့ချင်းဝင်ထားတာကိုတွေ့လိုက်ရတယ်ရာထရီကအမ်မာတို့ကိုဒီလိုပြောတယ်ခြုံသွားတဲ့ကလေးတွေကစားအချိန်ကပြေးသွားပြီးကန်ဆိုးတာပဲနော်ကေဆေးအစီအစဉ်ကမအောင်မြင်သွားဘူးအဆုံးတက်ကြတေကြပေါက်ဒီလိုဖြစ်လာမှာပဲကိုအရှုံးမပေးပဲမင်းတို့ဒီကိုပြန်လာခဲ့တယ်ဒါကတော့အဲ့အတွက်ရလာပေါ့နှု ံအားလိုက်တာဒီလိုလီတိုက်နေချိန်မှာပဲအနောက်ကနေအစ္စာဘလကရာဖရီကိုတနက်နဲ့ပြန်ချိန်လာပြီးတခြားတော့ဒူရီကလည်းရာဖရီစီတနက်ပြောင်းလှည့်လိုက်ကနင်းနဲ့တခြားလူတွေလက်ကွင်းတွေဆက်လုပ်နေတာကိုစိတ်ကုံလာပြီးအဲဒါကြောင့်ဖြက်စီးပြစ်ဖို့တွေးနေကြတာအဲအတွက်ကြောင့်ပါပဲငါတို့ရင်မက်ထဲမှာထည့်ထားတဲ့ chess ပြားတွေက system အဟက်ခံရကြတဲ့ကတုံမရတော့ဘူးငါတို့တွေဘယ်သူမှခေါင်းကုတ်ခံမှာမဟုတ်တော့ဘူးဘယ်သူစီမှာမှလည်းချုံနှောင်တာမခံတော့ဘူးဒီလိုပြောတော့ Peter Rafferty ကလည်းသူ့ရဲ့စစ်ကူတွေလာနေပြီဖြစ်လို့မင်းတို့ဘယ်ကူမှပြေးလို့မလွတ်တော့ဘူးလို့ပြန်ပြောတယ်အဲဒါကြောင့် Isabella တို့လည်းလန့်သွားရပါတယ်ခဏနေတော့ဂေဝါကိုဖြက်စီးပြီးမူဂျီကာစီကလည်းနှက် ဆိုတွေ့ရလိုက်ကြတဲ့မကောင်းဆိုးဝါးရွာလူရွာသားတရွာလုံးရောက်လာကြပါတယ်ရာထရီရဲ့စစ်ကူတွေကိုလည်းရွာလူရွာသားတွေတားဆီးလိုက်လို့မလာနိုင်ဖြစ်သွားရပါတယ်ရာထရီလည်းနှဆိုးတွေ့ရသွားတဲ့မကောင်းဆိုးဝါးတွေကိုတွေ့လိုက်ရတော့တော်တော်လေးကိုချိုးရတွားခဲ့ရပါပြီအဲ့ချိန်မှာပဲအေမာကအကျဉ်းသာစွာနဲ့အတူတူအတက်ရှင်ရအောင်လို့ရာထရီကိုကမ်းလှမ်းလာတယ် အမကအလိုကဲလန်လာတော့ဖီတာရော်ထရီလဲတူကိုဂျိမ်းစ်ရော်ထရီအကြောင်းကိုတွေးမိသွားတယ်။သူရဲ့အကိုကအမတို့အတွက်အကူအညီတွေအများကြီးပေးခဲ့တဲ့ဝီလျံမီနာဘဆိုတဲ့နာမည်ပြောင်းထပ်ထားတဲ့ဂျိမ်းစ်ရော်ထရီဆိုတဲ့သူဖြစ်တယ်။သူကကဘာကြီးကိုကာကွယ်ဖို့ရော်ထရီမျိုးနွယ်ရဲ့မြင့်မြတ်တဲ့တာဝန်ကိုထမ်းဆောင်ခဲ့တဲ့သူပါ။လူသားမျိုးနွယ်နဲ့မကောင်းဆိုးရတဲ့ဂတိကဝတ်ကြောင့်ဂျိမ်းစ်ရော်ထရီကလေကွင်းနေတဲ့ကကလေးတွေကိုကဲတင်ဖို့မီနာဘဆိုတဲ့နာမည်တက်ပြီးအမျိုးမျိုးသောကျိုးပန်းမှုတွေကိုလှုပ်ဆောင်ခဲ့ပါတယ်။ဒီလိုလုပ်နေတာကိုမကြိုက်တဲ့ဖီတာရော်ထရီကတူကိုကိုလှုပ်ကြံခဲ့တယ်။ဂျိမ်းစ်ရော်ထရီလဲအတက်ပြောက်သွားပြီးနောက်ဖီတာရော်ထရီကတူကိုရဲ့ခေါင်းဆောင်နေရာကိုကြည်ကြည်နက်နက်ကြီး င်ရယူခဲ့ပါတယ်။အမကလွတ်လပ်မှုနဲ့အတူတူအတက်ရှင်တွားရအောင်လို့တူကိုလိုစိတ်သက်မျိုးနဲ့လာကန်းလန်းလာတော့ပီတာရော်ထရီကခေါင်းမစွာနဲ့ညင်ပယ်လာပြီးကိုဟာကိုလေပင်ဒါနယ်လီကဘီလိန်ပီပီအဆုံးစီရင်တွားပါတယ်။အမလကိုလူလားကပါစီတွားကြဖို့အစ်ဆာဘလာကပြောပြီးသူတို့ကတော့သူတို့ရဲ့အဖြစ်တွေအတွက်ဒီမှာပဲနေခဲ့ပြီးဖြစ်လာတဲ့ပြဿနာတွေကိုဖြေရှင်းမယ်လို့ပြောတယ်။ဒါပေမဲ့လည်းအမနဲ့တခြားကလေးတွေကတော့အစ်ဆာဘလာတို့ကိုလူလားကပါစီလိုက်ခဲရမယ်လို့ပြောတော့အစ်ဆာဘလာလည်းအရန်တွေကိုနှလုံးသားလှပတဲ့ကလေးတွေကြောင့်မြေတွေကြဆင်းလာခဲ့ရပါပြီ။လူလားကပါနဲ့ဆက်တွေ့ထားတဲ့ကိပောက်ရောက်တော့အမတို့ကကလေးတွေကိုကိပ းပေါက်ထဲဝင်ခိုင်းလိုက်ပြီးသူတို့ကတော့ဒီမှာပဲနေခဲ့ရအောင်မယ်လို့ပြောတယ်ဘာလို့လဲဆိုတော့အရင်တစ်ခါလုံးကအဲမာဟာတူရတငယ်ချင်းတွေကိုသူတို့ပြောခဲ့လို့ဖြစ်တယ်ငါဒီကဘာကြီးကိုပြောင်းလဲခြင်းနဲ့အပြင်ကိုရောက်ခဲ့တာနင်းတို့နှစ်ယောက်နဲ့ဆုံတွေ့ခဲ့ရတာကဒီကဘာအကြောင်းငါ့ကိုအများကြီးတင်ပေးခဲ့တယ်ဒီကဘာလို့မဟုတ်ဘူးလွန်ခဲ့တဲ့နှစ်တထောင်ကဂတိကဝတ်အဲ့ဒီဂတိကဝတ်ကြောင့်ကလေးတွေကိုမွေးမြူပြီးစတိခန့်လူသားတွေအဖြစ်လုပ်ခဲ့ကြတာဒါကိုပြောင်းလဲနိုင်မလားအဲ့လိုဂတိကဝတ်မျိုးမဟုတ်ဘဲတခြားတူညီတဲ့ဂတိကဝတ်လုပ်လို့မရဘူးလားမတူညီတဲ့ဂတိကဝတ်လုပ်ပြီးဒီကဘာကြီးကိုပြောင်းလဲခြင်းနဲ့ Grace Fade တင်မကပဲဒီကဘာမှာရှိတဲ့လက်ခွင်းတွေထဲကကလေးတွေအားလုံးကိုလူ ူရက်ကပါစီခေါ်တွားခြင်းနဲ့ဒါကြောင့်ငါလူရက်ကပါစီတွားအောင်မှာမဟုတ်ဘူးအားလုံးကလည်းတွေးတူနေကြတာကြောင့်လွန်ခဲ့တဲ့နှစ်ပေါင်းတထောင်ကဂရီကဝတ်ကိုပြောင်းလဲဖို့အစီအစဉ်ဆွဲခဲ့တာပါဒါကြောင့်မို့ပဲလူရက်ကပါစီလိုက်မတွားရတာပါအစ္စာဗလာကိုလူရက်ကပါမှာကလေးတွေကိုဂယူဆိုင်စောင့်ရှောက်ဖို့မာပြီးမြေတွေနဲ့နှုတ်ဆက်ခဲ့ပါတယ်ဒီလိုနဲ့ပဲနေ့တွေအတော်တော်ကြာလာတဲ့အခါအမတို့ကသူတို့ရဲ့ရွေချက်အတိုင်းလှုပ်ဆောင်နိုင်ခဲ့ပြီးလူရက်ကပါမှာပျော်ပျော်ရွှင်ရွှင်ဘဝကိုဖျက်တမ်းနေရတဲ့သူတို့ရဲ့အရှိလာစွာတော့ကလေးတွေစီအရောက်လာနိုင်ခဲ့ကြပါတော့တယ်ဒီစလန်လီကတော့ဒီနာလီမှာပဲအပြစ်တက်တော့ပါတော့တယ်ခင်ဗျနောက်ထပ်ရီကက်စလန်တွေမှာပြန်တွေ့ကြပါမယ်အ ားလုံးကိုကျေးဇူးတင်ပါတယ်။